မဲခေါင်သတင်းဌာနရဲ့တင်းငွေညနေခင်းကနေကြိုဆိုလိုက်ပါတယ်။ဒီတစ်ပတ်တွင်ထုတ်လွှင့်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့ကမ္ဘာသတင်းမြမသတင်းတွေကိုပြန်လည်စုစည်းဖော်ပြပေးလိုက်ပါတယ်။ တောင်ကင်းနီနယ်ဆက်ဖေခုံမြို့နယ်နောက်ချမ်းကဘော်ရန်ပေါ်ရွာကိုစစ်တပ်နဲ့ BNO ပြည်သူစစ်တီကရာလုံးကျွတ်မီတင်ရှုံနေတယ်လို့နေမြေခံတရင်းရင်းမြစ်တွေထံကသိရပါဗျ။စစ်ကောင်စီနဲ့သူ့ရဲ့လက်ခံ BNO ပြည်သူစစ်တွေဟာဘော်ရန်ပေါ်ရွာကိုအောက်တိုဘာလ23ရက်နေ့ညနေ4နာရီခန့်ကနေအောက်တိုဘာ14ရက်မနက်ပိုင်းထိနေအိမ်တွေကိုမီတင်ရှုံနေတာဖြစ်ပါတယ်။အပေါ်ရွာရော အောက်ရွာရောရှုခံရတာ။ ကြတာတော့အိမ်ကုန်ပြောင်းအောင်မိရှုရမယ်။မရှုခင်အိမ်ထဲကရသည်မတန်မိုးရှိတာတွေအကုန်ယူဖို့ပြောတယ်ကြားတယ်။မိကတအိမ်နဲ့တအိမ်ကူးတာရောထက်ရှူတာရောအဝေးကမြင်ရတာကိုမိလောင်နေတော့မယ်။ရာခန်တွေကတော့မရှိတော့ပါဘူး။လွရကျွရပြင်းနေကြပြီလို့နေမြေကန်တရင်ကြီးမြစ်ကမဲခေါင်ကိုပြောပါရယ်။ဒီနေမြေဟာ KNDF နဲ့ရှမ်းတောင်အမတ်1600 1000 PDF တိုင်ရင်းတွေရဲ့စီးရင်နေမြေဖြစ်တယ်လို့လည်းသိရပါရယ်။ ပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကတောင်မဲတင်းရတိုက်ပွဲပြီးမှမြောက်စလုံးရွာကိုစစ်ကောင်စီနဲ့ PNO ကမိရှုခဲ့ပြီးခုဘော်ရဲရွာကိုရွာလုံးချုပ်မိရှုဖျက်ဆီးနေခြင်းဖြစ်ပါတယ်။ဘော်ရဲရွာနေရာပေါင်းမှာအင်ဂျီတရာကျော်ရှိပြီးဒေသခံ600ကျော်ကတော့ဖေခုံတောင်ဝိုင်းနဲ့ဒီမော့စုအနောက်ဘက်ခြမ်းကိုစစ်ရှောင်နေရတယ်လို့သိရပါတယ်။ ရှမ်းမြောက်မှာထိုးစစ်ပြန်ဆင်နေတဲ့စစ်ကောင်စီတပ်ကအော်တိုဘာလ18ရက်နေ့မနက်ပိုင်းမှာတီဘောမြို့ရင်ရက်ကွက်အချို့ကို drone နဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီးမြို့ထဝက်ခန့်ကိုပြန်လည်ထိန်းချုပ်ထားတယ်လို့ပြည်ပြင်သတင်းရင်းမြစ်ကမဲခေါင်ပြောပါတယ်။စစ်ကောင်စီကထောင်ကြီးအနီးကဇက်စုနဲ့ကျောင်းစုဘက်ကို drone တွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပြီး TNL နဲ့မဟာမိတ်တွေဘက်ကလည်းနေရာအချို့မှာခန့်စစ်ပြင်ထားတယ်လို့သိရပါတယ်။ စစ်တပ်ကဇေပပတ်လည်းမြို့လည်းဓမာယုန်ဒီမှာနေရာယူထားကြတယ်။အရက်ဝတ်ပျောက်ကြားတွေလည်းမြို့ထဲမှာရှိတယ်။မြို့လူလူကိုတော့မြို့လည်းဇေဇက်စုညောင်ကိုပင်တုံစစ်မဲ့ပြေးမသွားသေးဘူး။တပ်ကအိမ်တကားတွေပိတ်နေဖို့အပြစ်မထွက်ဖို့ပြောတယ်လို့မြေပြင်သတင်းရင်းမြစ်ထံကနေသိရပါတယ်။မျက်နှာမှာမတ်စတာထားတဲ့အရက်ဝတ်နဲ့လူတွေလိုက်ရှုရမိကြောင်ဇက်စုတီဘောယက်စကန်ထွေအုပ်ယုံမြေစင်းယုံစိုက်ပျိုးရေးယုံနေတဲ့ထောင်မာနာရီဝက်လောက်မိလောင်ကျွမ်းနေပါဗျ။ ရရတွေကလူတွေရဲ့ငြိမ်သက်မှုကြောင့်나이ဝက်ခန့်အကြာမှာမိငြိမ်သွားပြီးဟိုတယ်ဒီဘောဟာလည်းအမိုးဘော်ကိုလက်နက်ကြီးကြားရောက်ခဲ့အတွက်မိလောင်ကျွမ်းခဲ့တယ်လို့သတင်းရင်းမြစ်ကမဲခေါင်ကိုပြောပါတယ်စစ်တပ်ကကြောင်မဲကိုအော်တိုဘာလာတည့်ရက်နေ့ကပြန်ရပြီးနောက်ပိုင်းမှာတီဘောကိုတောက်လျှောက်ထိုးစစ်ဆင်လာခဲ့ရကနေ15ရက်အကြာမှာအခုလိုအခြေအနေကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရုတ်နိုင်ငံကမွေးမြူရေးချန်နယ်မှာကူးဆက်ပြန့်နှံ့နေတဲ့ ITV တုတ်ခွေး music ခွဲတဲ့ဟာဒိတ်ဆန်ကနေတစင်လူလူကနေတစင်လူတို့ကူးဆက်နိုင်စမ်းရှိရတဲ့အတွက်တခြားနိုင်ငံတွေစီကိုကူးဆက်ပြီးကပ်ပေးအတင်ဆောင်လာနိုင်တယ်လို့တရုတ်သူတေသနာပညာရှင်တွေကိုယ်တိုင်ကသတိပေးထုတ်ပြန်လာပါတယ်ဒီတုတ်ခွေး music တကူ တုတ်ကွေးဒီသို့မဟုတ် influenza D virus IDV လို့ခေါ်တွင်ပြီးခြံချွန်းတရိတ်ဆန်ကုသရေးနှင့်ဆေးသိပ်ပံဌာနကဟွန်ဘိုပေါင်းဥဆောင်တဲ့တုတေသနအဖွဲ့ကလေ့လာမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။လေ့လာမှုရာလက်ရှိချိန်မှာကျဲနာတွေမှာသာကုဆက်ပြန့်နေနေပြီမယ်။ virus ရဲ့အသွင်ပြောင်းလာမှုရာတရိတ်ဆန်ကနေလူစီကိုလည်းကုဆက်နိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။ ုတ်ကွေးဗိုင်းရပ်စ်တစ်ကို2023ခုနှစ်မှာတရုတ်နိုင်ငံရှေ့မြောက်ပိုင်းကနွားမွေးမြူချဲနေမှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီးလေလာမှုတွေရထိတွေ့မှုကနေတမကလေထဲမှာပင်ကူးစက်ပြန့်နှံ့နိုင်တာကိုတွေ့ရှိခဲ့ရပါတယ်ဒီဗိုင်းရပ်စ်ဟာအသက်ရှူလမ်းကြောင်းကိုဆိုးရွားစွာထိခိုက်စေပြီးတာမန်တုပ်ကွေးစိရင်နဲ့ကုသလို့မရတာကိုစမ်းသပ်တွေ့ရှိထားတဲ့အတွက်ကမ္ဘာ့ကပ်ဘေးအနယ်ဖြစ်လာနိုင်မွယ်ရှိတယ်လို့ဟွန်ဘူဥဆောင်တဲ့သုတေသနအဖွဲ့ရဲ့စာရန်ထုတ်ပြန်မှုမှာဖော်ပြပါရှိခဲ့ပါတယ်။ စက်တင်ဘာ23ရက်နေ့က Israel ဖမ်းဆီးထားတဲ့ Palestine ကျင်းသား2000ကို Hamas တို့ဖမ်းထားတဲ့ Desert Gun နဲ့လဲလှယ်မှုအဖြစ်ပြန်လည်လွတ်ပေးခဲ့တဲ့အတွက် Gaza ကိုပြန်ရောက်ရှိလာပြီးဖြစ်ပါတယ်။တပ်တကြုံပြည်တံချခံထားရသူ150နဲ့ Gaza အတွင်းမှာပဲဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အကျဉ်းသား1950ဦးကို Pascal နဲ့ပြန်လွတ်ပေးခဲ့တာကို Palestine ပြည်သူတွေကကြိုဆိုခဲ့ကြပါတယ်။ လွတ်မြောက်သွားသူတွေထဲမှာ2004ခုနှစ်ကအစ္စရေးနိုင်ငံသား7ယောက်ကိုတည်ဆုံးစေခဲ့တဲ့အကြမ်းဖက်မှုရဲ့အဓိကတရားခံဘာဟာဘာရာနဲ့အတူဂျီနင်ရှိအစ္စလာမစ်ကြီးရဲ့ခေါင်းဆောင်အစ်အဘူရက်ရပ်တူလည်းပါဝင်ပါတယ်။အရပ်ဟာအစ္စရေးနိုင်ငံအတွင်းမှာအကြမ်းဖက်တိုက်ခိုက်မှုတွေကျူးလွန်ခဲ့သူဖြစ်ပြီးအစ္စရေးနိုင်ငံဟာရီယာမြို့မှာလူချအုပ်ကိုတပ်ဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။၂008ခုနှစ်ကအကြမ်းဖက်တိုက်ခိုက်မှုမှာ Rabbi Rosire Shibet ဆိုသူကိုတပ်ဖြတ်ခဲ့တဲ့ အာမတ်ဘင်အာမတ်ကန်ပါလဲလွတ်မြောက်လာပြီးရှီဘတ်ရဲ့ဇနီးဖြစ်သူကတော့ငိမ့်တဲ့ဖြစ်တည်မှုကြောင့်ခင်မွန်းကိုတတ်ခဲ့သူလွတ်မြောက်ခြင်းအတွက်စိတ်မဆိုးဘူးလို့ပြောသွားခဲ့ပါတယ်။73နှစ်ရဲ့လူငယ်လေးအိုရန်ပါရာမီကိုမရင်းကျင်ပြီးရိုက်တက်ခဲ့တဲ့အတွက်1989ခုနှစ်ကလေးကတသက်တကျွန်းပြစ်ဒဏ်ချခံထားတဲ့အာမတ်မာမက်မဲရှာဟာရာလွတ်မြောက်သွားမှုကိုတော့ပါရာမီရဲ့မိခင်ကမိမိတို့ကိုအကြောင်းမကြားပဲလွတ်ပေးခဲ့မှုအတွက်မကျေနပ်နိုင်ဘူးလို့ ဖွင့်ပြောခဲ့ပါတယ်။အော်တိုဝါလာ၁၄ရက်နေ့ကမူရစ်စီဝါတင်ဆောင်လာတဲ့၅စင်းမြောက်လေကိုဖောက်ခွဲတိုက်ခိုက်ပြီးရနောက်ရေပိုင်နဲ့အတွင်နောက်ထပ်မူရစ်လေတွေမတွေ့ရတဲ့အတွက်ကုန်းတွေမိုက်ထိဝင်ရောက်ဝင်ရှင်းလင်းမယ်လို့ American သမ္မတ Donald Trump ကအတိပေးပြောဆိုပြီးရနောက်မှာ B52 ဘုံကျဲလင်း၃စီးဟာ ဗင်နီဇွဲလာလေးပိုင်းနဲ့အနီးနှစ်နာရီကြာပြန်တန်းခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆုံးမူရီလီဖောက်ခွဲတိုက်ခိုက်မှုမှာလိုက်ပါလာသူ6ဦးလုံးတည်ဆုံသွားတာကြောင့်မူရီလီ၅စီးကိုတိုက်ခိုက်ခဲ့မှုအတွင်း၂9ယောက်တည်ဆုံခဲ့ပြီးဖြစ်ပါတယ်။ဒေါ်လာတန်90စုကြီးထုတ်ခံထားတဲ့ဗင်နီဇွဲလာသမ္မတအာနာရှင်မာဂျူရိုကထရက်ရဲ့လောရဟာမိမိတို့အစိုးရကိုဖြုတ်ချလဲလဲဖို့ရည်ရတဲ့အပြုအမူမျိုးဖြစ်နေတာကြောင့်ခုခံကောက်ဝဲတားရမယ်လို့ဆိုပါတယ် American B52 ဘုံးကျဲလျင်3စီးဟာအောက်တိုဘာ15ရက်က Louis Siena လေတဲ့အခြေစိုက်စခန်းကနေထွက်ခွာခဲ့ပြီး Venezuela လေပိုင်းနဲ့အနီးမှာချင်းချောက်ပြန်တန်းခဲ့တာ ဖြစ်ပါတယ်။သတင်းတွေအရ American တပ်တွေဟာ Venezuela ရဲ့အရေးပါတဲ့စိတ်ကန်းတွေနဲ့လေတက်အခြေစိုက်စခန်းတွေကိုသိမ်းပိုက်နိုင်တဲ့အဆင့်အထိပြင်ဆင်ထားပြီးဖြစ်တယ်လို့ဖော်ပြနေကြပါတယ်။ဒါမဲ့တင်းငွေနေနေမှာပြန်လည်စုံစည်းကြရအောင်ပါ